မြန်မာပါ The Rose Channel ရနေကြိုဆိုပါရစေ။ကျွန်တော်မေးခွန်းတစ်ခုလောက်မေးချင်ပါတယ်။တကယ်လို့ခင်ဗျားကိုပူပြီးညံကောင်းစေမယ်။ယောဂတွေကိုကာကွယ်ပေးမယ်။ပူပြီးနုပြိုကြည်ကောင်းစေမယ်အပြင်ကင်ဆာယောဂကိုပါတိုက်ဖြတ်ပေးနိုင်မယ်။ဆေးစွမ်းကောင်းတလက်တာရှိတယ်ဆိုရင်ခင်ဗျားဝယ်တော့မလား။တိကျတာပေါ့လူတိုင်းဝယ်တော့ကြမှာပါ။ တကယ်တော့အဲ့ဒီဆေးရဈေးကြီးပေးဝယ်နေစရာမလိုပါဘူးအဲ့ဒါကတော့ညဘက်ကောင်းစွာအိပ်စက်ခြင်းပဲဖြစ်ပါတယ်ဒီနေ့မှာတော့ကဘာကျော်ညူရိုဆိုင်းရက်တဲ့အာယုံကျော်ဆိုင်ရာသိပ္ပံပညာရှင်တယောက်ဖြစ်တဲ့ဒေါက်တာမက်ဒရူဟောကာရဲ့ Why We Sleep ဆိုတဲ့စာအုပ်ထဲကလူတိုင်းတည်ထားခြင်းနဲ့ခမည်းရဲ့ဘဝကိုပြောင်းလဲပေးနိုင်မဲ့အိပ်စက်ခြင်းဆိုင်ရာနှိဝက်ချက်တွေကိုမျှဝေပေးသွားမှာဖြစ်ပါတယ်ပထမဆုံးကျွန်တော်လူငယ်တွေ၊ကျောင်းသားတွေနဲ့လုပ်ငန်းဝင်ဝင်နေတဲ့သူတွေအငဲမာတဲ့အယူဆတစ်ခုကိုပြောပြချင်ပါတယ်။အဲဒါကတော့ အချင်းဆိုတာအချင်းပြုံးတာပဲမိဖဲလုံးလုံးမှစချက်မှခရီးရောက်မယ်ဆိုတဲ့အယူအဆပါပဲမက်ထရူရောကာက ပြောပါတယ်အနောက်ထက်မှာဟီပိုကမ်ပန်လို့ခေါ်တဲ့အစိပ်ပိုင်းလေးရှိပါတယ်။သူကတရင်ချက်လက်တွေကိုလက်ခံနဲ့အင်ပေါက်စာပုံးလေးနဲ့တူပါတယ်။ခမရအေးပြတ်တဲ့ကအဲ့ဒီအင်ပေါက်ကပြေးသွားပါတယ်။ရေပြည့်နေတဲ့ရေမြုပ်လိုဖြစ်သွားတော့ဘာအသည့်တစ်ခုမှထက်ထည့်လို့မရတော့ပါဘူး။ဒါကြောင့်စာမီဝဲနီးလို့ညာလုံးပေါက်စာချက်တာဟာ တကယ်တော့မာရွဲ့နဲ့နီလန်းပါပြစ်ဆက်ချင်းကတော့ကမြမှတ်ထားတဲ့စာတွေကိုရင်းရှင်မှတ်ညာ long term memory စီပို့ဆောင်ပေးပြီး နောက်ထပ်အစ်တတင်ယူဖို့နေရာလွတ်တွေဖန်တီးပေးတာဖြစ်ပါတယ်အိဆက်တဲ့ဆိုတာဇိန်ခန္ဓာမဟုတ်တလို့ပြည်ရတာလည်းမဟုတ်ပါဘူးဒါဟာဇီဝဗေဒအရမရှိမဖြစ်လိုအပ်ချက်ဖြစ်ပြီးနေ့အသက်ရှင်ရသည့်ရဲ့အတွက်အထောက်ပံ့ပေးတဲ့စနစ် life support system ဖြစ်ပါတယ်လူသားတွေကတညကို8ချိန်9နာရီကနေ9နာရီကြာမဖြစ်မနေလိုအပ်ပါတယ်9နာရီရောက်ရောင်းနေသွားတာနဲ့အုံနောက်နဲ့ခန္ဓာကိုယ်စွမ်းဆောင်ရည်တွေတိတိတတ်တတ်ကြာဆင်းသွားပါလိမ့်မယ်8 ိန်မှာပန်းဆိုတာမရှိပါဘူးရတရပတ်တင်းလာတော့ကြမှာအေးအေးပြက်တာတွေကိုစနေတနင်္ဂနွေရောက်မှပြန်ပေါင်းအိပ်ပြီးအကျွတ်ဆက်လို့မရပါဘူးအေးအေးပြက်လို့အုံနောက်ထိခိုက်သွားတာကပြန်ပြင်လို့မရတော့ပါဘူးအိဆက်ချင်းကဘလို့လုံးလုံးလဲညအိဆက်ချင်းကိုအဓိကထိန်းချုပ်နေတဲ့အားနှစ်ခုရှိပါတယ်ဇီဝနာယီစိုက်ကီရီယန်ရတမ်ဒါကတော့24နာရီပတ်လုံးအလုံးလုံးတဲ့တင့်ခန္ဓာကိုယ်ရင်းနာရီပါပဲ။သူကလင်းရောင်ကိုကြည်ပြီးပဲချိန်နိုးထားရမယ်။ ဘယ်ချင်းအိပ်ရမယ်ဆိုတာဆုံးဖြတ်ပေးပါတယ်အိတ်ချင်စိတ်ပီအား sleep pressure ပြန်လို့ထနေတဲ့အချိန်တိုင်းမှာဟောနောက်တဲကအဒီနိုဆင်လို့ခေါ်တဲ့ဓာတ်တစ်ခုတဖြည်းဖြည်းစုပုံလာပါတယ်အဲ့ဒီဓာတ်ညာလာလေးလေးအိတ်ချင်လေးလေးပါပဲကော်ပီတောက်လိုက်ရင်ဒီဓာတ်ရဲ့အာနိသင်ကိုခဏပိတ်ထားပေးနိုင်ပေမဲ့နောက်ွယ်မှာဒီဓာတ်ကပိုတိုးပြီးစုလာပါတယ်ဒါကြောင့်ကော်ပီအချိန်ကုန်တာနဲ့ရုတ်တရက်အားကုန်ပြီးထိုးကျသွားတတ်တာဖြစ်ပါတယ် အောက်ပါအိဆက်ချင်းပုံစံနှမျိုးလုံးကိုကျွန်တော်တို့လိုအပ်ပါတယ်အိမ်မက်မက်ပဲနှစ်ချိုက်စွာအိဆက်ချင်း deep sleep ဒါကခန္ဓာကိုယ်ကိုပြန်လဲပြုပြင်ဖို့ဖြစ်ပါတယ်ခုနောက်ထက်ကမလိုအပ်တဲ့ဆိတ်တောက်တွေကိုရှင်းထုတ်ပေးပြီးတင်မသားထားတဲ့အချက်လက်တွေကိုရည်ရှည်မှတ်ညာအဖြစ်ပြောင်းလဲသိမ်းဆည်းပေးပါတယ်အိမ်မက်မက်ချင်း deep sleep ဒါကစိတ်ပိုင်းဆိုင်ရာကျန်းမာရေးအတွက်ပါညဘက်ကုထုံး overnight therapy လို့တော့တင်စားကြပါတယ်စိတ်တရားတွေနာကျင်စရာတွေကိုကုစားပေးပြီးတီထွန်ပန်တီးနိုင်စွမ်းတွေကိုတိုးတက်စေပါတယ်အရေးပြချင်းရဲ့အန်တရယ်တွေကတော့အရေးပြ က်ချင်းကခစ်တယောဂကြီးတွေအားလုံးနဲ့ဆက်ဆက်နေပါတယ်။ဒါတွေမကသေးပါဘူး။အေးပြက်ချင်းကခမရဲ့ကျမ်းမာရေးကိုတိတ်တဆိတ်တက်ပြတ်နေပါတယ်။နံပါတ်၁ကကင်ဆာပါ။ကျွန်တော်တို့ခန္ဓာကိုယ်မှာကင်ဆာဆဲတွေတက်ပေးတဲ့ neutrophils ဆဲတွေရှိပါတယ်။စံတက်ချက်တွေရတညကို၄နာရီလောက်ပဲအိတ်တဲ့သူတွေဟာအဲ့ဒီဆဲတွေရဲ့စွမ်းဆောင်ရည်80ရာခိုင်နှုန်းလောက်အထိကျဆင်းသွားတာတွေ့ရပါတယ်။ဒါကြောင့်ကမ္ဘာကျန်းမာရေးအဖွဲ့ WHO ကညဘက်အဆိုင်ခွဲအလုံးလုံးချင်းကိုကင်ဆာဖြစ်စေနိုင်တဲ့အကြောင်းရင်းတစ်ခုအဖြစ်သတ်မှတ်ထားတာပါ။နံပါတ်၂ကနှလုံးမှာကမ္ဘာပေါ်မှာနှိ ြစ်စဉ်လုံးနေတဲ့ကမ္ဘာလုံးဆိုင်ရာစံတက်ချက်ကြီးတစ်ခုရှိပါတယ်အဲ့ဒါကတော့ daylight saving time လို့ခေါ်တဲ့နေရာဒီစံတော်ချိန်သတ်မှတ်ခြင်းဖြစ်ပါတယ်နေဦးရောက်လို့နာရီကိုတနာရီရှည်တိုးလိုက်တဲ့အခါလူတွေအိတ်ချိန်တနာရီညော့သွားပါတယ်နောက်တစ်ရက်မှာပဲကမ္ဘာတဝက်နှလုံးဖောက်ပြီးဆေးရုံတည်ရတဲ့သူ24ရာခိုင်နှုန်းမြင့်တက်လာပါတယ်ပြန်အေးရတဲ့ဆောင်းရာတွေမှာတော့27ရာခိုင်နှုန်းပြန်ကျသွားပါတယ်တနာရီလေးအေးပြတ်တာတောင်ဒီလောက်ထိခိုက်တယ်ဆိုရင် နေတိုင်းအေးပြတ်နေတဲ့သူတွေအတွက်ကတော့အဆိုးရိမ်စရာဖြစ်ပါတယ် နံပါတ်3အနေနဲ့ကကိုယ်လေးချိန်တက်ခြင်းဖြစ်ပါတယ်။အေးပြတ်တဲ့အခါပိုက်ဆာစေတဲ့ဟော်မုန်းများလာပြီးဗိုက်ပြည့်စေတဲ့ဟော်မုန်းသေးသွားတာကြောင့်အစာတွေပိုစားမိစေပါတယ်။နံပါတ်4အနေနဲ့ကအဲဆိုင်းမာယောဂအုန်းတော်ချိုးရင်းခြင်းဖြစ်စေပါတယ်။ နှစ်ချိုက်စွာအိပ်ပျော်တဲ့အချိန်ဒီစလီမရှိရင်ခေါင်းနောက်ကအဇိုင်းမာယောဂဖြစ်စေတဲ့အနေအနှစ်ဘီတာအမိုင်လိုက်စ်တွေကိုမစေချောနိုင်တော့ပါဘူး။ဒါဆိုရင်ကျန်းမာအောင်ဘလို့အိပ်စက်ကြမလဲ။ဆာယီတူမက်ထရိုကာကဒီအချက်တွေကိုအကြံပြုထားပါတယ်။ regularity အချိန်မှန်ပါစေ။ဒါကအရေးကြီးဆုံးပါပဲ။မနေ့ပြန်ကြောင်းပိတ်တယ်၊ယုံပိတ်တယ်ဆိုပြီးညနေမှအိပ်တာမျိုးမလုပ်ပါနဲ့။နေ့တိုင်းအိပ်ချိန်ထချိန်တူညီပါစေ။ temperature အပူချိန်အေးမြပါစေ။ခန္ဓာကိုယ်ကအပူချိန်ကျမှအိပ်ပျော်လည်တာပါ။အိမ်ကန်းကိုအေးအေးလေးထားပါ။18 degree centigrade 哈，电脑上吃饭嘞。其实呢，周边嘛，大家来看那个步行街、新市路，也比较乱七八的。 နော့ဆက်ခရင်အလင်းရောင်ရှောင်းပါမအိတ်ခင်တနားရီလောက်အလိုကလေးကဖုန်းတွေ ကွန်ပျူတာတွေကိုပိတ်ထားလိုက်ပါအလင်းရောင်ကအိတ်ဆေးဟော်မုန်းမလက်ဒရနင်ကိုပြည့်ပြန်တားဆီးလို့ဖြစ်ပါတယ်ကော်ဖီနဲ့အရက်ကိုစင်ကြမှာကော်ဖီအာနိတင်က၈နာရီလောက်ခန္ဓာကိုယ်ထဲမှာကြံ့နေနိုင်ပါတယ်အရက်ကတော့တင့်ကိုမြေမျောသွားစေနိုင်ပေမဲ့အိမ်မက်မက်တဲ့အဆင့် beam sleep ကိုဖျက်ဆီးပြလို့အိယာထရရင်လန်းဆန်းမှုမရှိတော့ပါဘူးအိမ်မပြောရင်ဆက်လဲမနေပါနဲ့အိယာဝင်ပြီးမိနစ်20ကြာတဲ့အထိအိမ်မပြောဘူးဆိုရင်ထားလိုက်ပါမိမိမိမှာစာဖတ်တာမျိုးလုပ်ပါအိတ်ချင်းစိတ်ပြန်ပေါ်လာမှ အိယာပြန်ဝမှာဒါမှတင်းအောင်နောက်ကဂရင်ကိုအိမ်မပြောတဲ့စိတ်ညစ်စရာနေရာလို့မှတ်ယူမသွားမှဖြစ်ပါတယ်။တုံနိုင်နောက်ပိုင်းနေခင်မဲ့အိဆက်ချင်းကိုရှောင်းမှာညီကုန်းချုပ်အနေနဲ့ကတော့အိဆက်ချင်းဆိုတာတဘာဝတရားကပေးတဲ့စွမ်းအားစူပါပါဝါပါပဲ။အဲ့ချိန်ကိုရှော့ချပြီးအောင်မြင်မှုရှာဖွေတာဟာခင်မမီတော့ပါဘူး။ကျမ်းမာမှအရာရာကိုစွမ်းဆောင်နိုင်မှာမို့လို့ဒီညကစပြီးဖုန်းတွေကိုကနာချစောစောအိယာဝင်ပြီးကိုယ့်ရဲ့အုံနောက်နဲ့ခန္ဓာကိုယ်ကိုပြန်လဲကုစားကြပါစို့လို့တိုက်တွန်းလိုက်ပါတယ်။ဒီဗီဒီယိုလေးကနေအကျိုးရှိတဲ့ဘဝတုဒ္တတစ်ခု ခုရသွားမယ်ဆိုရင်လိုက်လို့ပြေဖို့မမေ့ပါနဲ့နော်မိဆွေတို့ရောညဘက်ကောင်းကောင်းအိပ်ဖြောကြရလားကွမ်းမမှာဆေးနွေးသွားကြပါဦးနောက်ထပ်လည်းခုလိုစာအုပ်ကောင်းတွေအကြောင်းဆက်ပြီးတင်ဆက်ပေးသွားမှာမို့ subscribe မလို့ရသေးရင်လှူထားပေးကြပါဦးနော်အားလုံးပဲနှစ်ချိုက်စွာအိပ်စက်နိုင်ကြပါစေ